တင်နန်းတွေဖွင့်နေပြီးကျောင်းတွေဖွင့်ပြီးတင်စားပေးမယ်တဲ့เนาะအထူးသဖြင့်မျိုးသမီးတွေပေါ့เนาะမျိုးသမီးတွေတက်တော့မျိုးသားတွေတက်ပေါ့လူငယ်တွေအတွက်တမေဝန်ကြောင့်ပညာတင်နန်းကျောင်းတွေဖွင့်ပြီးတော့သူ့ရဲ့အဲ့ဒီခြေထဲမှာပြောရတဲ့အကြိုက်ဆုံးချက်ကထမင်းစားလက်မှတ်ထုတ်ပေးမယ်ဆိုတဲ့အကြောင်းလေးနောက်ခင်ကတော့ထမင်းစားလက်မှတ်လို့တုံးမသွားဘူးဒါပေမဲ့ဆိုလိုရင်ကတော့ထမင်းစားလက်မှတ်ပေါ့เนาะဆိုတော့ခင်ကြီးကတော့နင့်ကိုထမင်းစားလက်မှတ်ထုတ်ပေးမှာမဟုတ်ခင်ကြီးကနင့်ကိုစံပြစည်းပြပို့မယ်လက်မှတ်ထုတ်ပေးမှာ ောင်စရာကအောင်စရာကိုပြန်တိုက်နေတဲ့အဆင်ဖြစ်နေပြီနော်အဲ့ရောငါတို့က PDF ဖြစ်သွားပြီအဲမင်းတို့ကငါတို့တော့တူတော့ဘူးပေါ့အဲ့လိုပုံစံမျိုးတွေကစားပြန်ပြောနေကြတာပေါ့ online ပေါ်မှာကြိုးဆုံနေရတော့ဟိုကျွန်တော်တို့ရဲ့ရောင်းရင်းတွေကိုတယောက်อืมကုသဖို့ဟိဆွဲကန်တီတယ်အဲ့လည်းမှန်ပါလေနော်ဆွဲကန်ပြီးဆွဲကန်ကြတော့သူတို့ကတော့ ဒီလိုတော့ပါလေဒါဒီကိစ္စမှာကိုစောဘိုဟင်းဆွဲခံရတဲ့ကိစ္စမှာတော့နှစ်ဖက်ကြည့်ရပါဘောเนาะနှစ်ဖက်ကြည့်ရမယ်ဆိုတာကဟုတ်တယ်လေဥပဒေအထက်မှာဘယ်သူမှရှိတာမှမဟုတ်ဘူးအဲ့တော့ကိုစောဘိုဟင်းအနေနဲ့လည်းကိုစောဘိုဟင်းဘက်ကကြည့်ရင်တော့လည်းမှန်တယ်လို့သူတို့ဘက်ကကြည့်ရင်လည်းမှားတယ်လို့တော့မပြောနိုင်ဘူးပေါ့ဗျာเนาะ ဒေါ်လာမျိုးတွေအားလုံးပဲငလင်မေးရေပေးနဲ့မေးပေးတယ်မှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Go Jet Reporting Channel လေးရဲ့ပြန်လည်ကြိုဆိုင်ပါရစေ။ဗီဒီယိုလေး reaction မလို့တော့ပြီးခင်မှာတော့ယနေ့ဇွန်လ9ရက်နေ့ည8နာရီဒီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအကြီးညို့ဖော်ပြပေးသွင်းပြတဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးနေကြည့်ရှုဖို့ဒီနေရာကနေပြီးထပ်မံတောင်းဆိုလိုက်ပါရစေ။နောက်အောင်သတင်းတစ်ပုဒ်အနေနဲ့ကတော့စစ်ကောင်စီတပ်မှ viewer မှုပေါင်ဝင်ဒီ Bobo Scan မှလမ်းဖြူထောင်နဲ့ချသူများထွက်ပြေးသွားသူများအိုင်းဘက်ကမ်းမှတဆင့်မြောက်ပြည်2.5တက်တွင်းကိုပြန်ရောက်ရှိလာကြောင်းသိရှိရပါရစေ။ဒီကောင်တွေကတော့ထိုင်းခနာတော်တော်လေနေရပါဗျာ။ ရေကူးတဲ့နေရင်ထိုင်းသွားလိုက်အိန္ဒိယသွားလိုက်ဘင်္ဂလားဒေ့သွားလိုက်ဒီကောင်တွေပတ်ချလဲကိုပြေးနေတာကိုတွေ့နေရပါတယ်။ဂျမ်ဘတ်စစ်ကောင်စီတပ်တွေမှယူဝါမှုပောင်ဝင်တေဘောမှုစကမ်းမှာအလံပြူတောင်လက်နက်ချသူများထွက်ပြေးသွားသူများထိုင်းဘက်ကမှတဆင်မြောက်တွေကိုပြန်လည်ရောက်ရှိလာကြောင်းထိုင်းမြန်မာနယ်စပ်စည်းသတင်းတွေကသိရှိရပါတယ်။ဒါဟာဇွန်လ3ရက်နေ့ညနေဘက်မှာစစ်ကောင်စီတပ်ရဲ့တေဘောမှုစကမ်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းစူပါစကမ်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်50ကျော်လက်နက်ချလင်းဝင်ခဲ့ပြီးထွက်ပြေးသွားသူစစ်သား20ဦးနီးပါးရှိကြောင်းနဲ့လက်နက်ချလင်းဝင်သူများဟာညှိနှိုင်းပြီးထိုင်းဘက်ခြံကိုကူးသန်းသွားခဲ့ကြောင်း ။အဲထိုင်းဘက်ချမ်းကလည်းရောက်ရှိနေတဲ့စုစုပေါင်း၁၈၀ကျော်ဂန်ကိုဒွန်လ၃ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီလက်အောက်ခံ BGF 16ဂိတ်မှတဆင့်မြောက်ဝတီမြို့နယ်ဘက်ကိုကူးသွားခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိမြောက်ဝတီမြို့နယ်နှစ်ခွန်ကတက်တွင်းဖိုင်းမှမှထွက်ပြေးလာတဲ့ဒိုင်းပြန်စစ်သား၃ဝန်းကျင်ရှိနေကြောင်းနဲ့အဆိုပါမြို့ဆောင်တက်နှစ်ခွန်ကအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပြန်လည်စုဖွဲ့ပြီးတင်ငန်းညင်အောင် viewer scan ကိုပြန်လည်သိမ်းရန်ရှိနေတယ်ဆိုတဲ့သတင်းနဲ့ထွက်ပေါ်နေတာဖြစ်ပါတယ်။အလုံးကြည်ကြင်အပြင် BGF ရဲ့ရုပ်မှန်မှုတွေကလည်းပေါ်လွင်နေရဖြစ်ပါတယ်။ กินกินจင်းဆိုပေမဲ့လည်းအခုလိုမျိုးသွေးခွက်ခန္ဓာတွေထားရလဲပေါ်လင်းနေတာပါတော်လာလေးရနေညာပိုင်းမြောက်ဒီမျိုးနဲ့ခတ်လိုက်ရနှစ်ခွန်ငါးတွင်းကိုတော်လိုင်းတင်များကဒုံးမြင့်ဘုံကျက်တက်ခဲ့ကြကြောင်းလဲတော်လိုင်းသတင်းမြေကဖော်ပြထားပါတယ်လုံနိုင်ခဲ့တယ်ဆိုရဟာမျိုးတွေအဲကျောင်းတွေပြောတော့ဆိုရတိရတဲ့ခါကျတော့အဲသူတို့ကြည့်ပြောကြည်နူးရတယ်ဗောနော်အဖွဲတွေတကယ်ကိုလုံနိုင်သွားပြီအဲတပ်ဖွဲ့တွေရဲ့ဆွမ်းဆောင်ရည်တွေဒီမန်းချက်တွေတကယ်ကိုပြစ်မိအောင်လုံဆောင်နေကြပြီဗောနော်နောက်လာမဲ့တိုက်ပွဲတွေအတွက်ကိုလည်းကြည်ရင်းနဲ့ကိုဒါစိတ်ချလက်ချဖြစ်မိတယ်ဗောနော်အဲ့တော့ တောင်းတဖြည်းဖြည်းကြိုးဆိုကြတဲ့ပြည်သူတွေပေါ့နော်ပြည်သူတွေလည်းဒါမနေဘူးမနေဘူးအာပြည်သူတွေအဆပေါ့နော်ဘလောက်ချစ်ခင်သလဲအဲလေးစားသလဲဒီတပ်ဖွဲ့တွေကိုဘလောက်ထိကြိုးဆိုသလဲဆိုတဲ့ဟာလည်းမြင်တဲ့အတိုင်းပဲပေါ့နော်စစ်ကောင်စီကတော့ဒီလိုမျိုးဟာမျိုးတွေကိုစောင့်ကြည့်ပြီးတော့အမြဲတမ်းလေကြောင်းတိုက်ခိုက်မှုလှုပ်လာနိုင်တာတွေတော့ရှိတယ်ဒါပေမဲ့ဥဆောင်တဲ့သူတွေကအချင်းမမဟုတ်တာပေါ့နော်ဗျူဟာမှုလို့ကောင်မျိုးတွေအောင်ခွေးပြေးဝက်ပြေးပြေးအောင်လှုပ်ထားနိုင်တဲ့သူတွေကဒီလိုမျိုးအောင်ဝက်ခံမှုမျိုးကတော့အစ်စစ်အတလေးစီစဉ်လို့ရတာပေါ့နော်ပြီးတော့အဲချစ်ဖို့ကောင်းတာပြည်သူတွေပေါ့ ပြည်သူတွေဒေသခံတွေကဒီလို NLD ကြားထဲကနေပြီးတော့ဒါပြည်သူတွေကိုကာကွယ်ပေးတဲ့ဒေါ်လာရင်းတပ်ဖွဲ့တွေကိုခုလိုမျိုးချင်းကင်လေးစားသွားတယ်ကြိုးဆိုကြတာဟာတကယ်ကိုမင်္ဂလာရှိလာတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါအားလုံးသိကျင်နေကြတယ်ပေါ့နော်အဲဘာဖြစ်လို့လဲဆိုတော့ဒါဒေဘောဘိုးကလက်နဲ့ချတဲ့ပြွာမှုနဲ့အဖွဲ့ထွက်ပြေးတဲ့အဖွဲ့တွေဒါ2ခု5ရောက်ပြီ2ခု5တဲ့ကိုပြန်ပို့ခံရတယ်ပြီးတော့ time back ကနေပြန်ပို့တာပေါ့နော်ဒါဒီကနေ့ပဲသလိုသိကျင်နေကြတယ်လက်ရှိတယ်ထိုင်းကလည်းသိတဲ့အတိုင်းပဲဗျာထိုင်းက သူ့အတွက်အမျက်မရရင်လည်းသူကတိတ်လောက်တာမဟုတ်ဘူးပေါ့နော်အဲ့တော့အဲပြေးတဲ့အချိန်မှာထွက်ပြေးသွားတယ်ဆိုတဲ့ကောင်တွေကပေါ့နော်တိုက်ပွဲဖြစ်စဉ်အတွင်းထွက်ပြေးသွားပါတယ်ဆိုတဲ့ကောင်တွေကကြတော့လက်နက်ခဲယံပါနိုင်ပါတယ်ပေါ့နော်အဲသူတို့မှရှိရဲ့အဲလက်နက်ခဲယံယူပြီးတော့သွားရမျိုးရှိမယ်အဲခုနလိုမျိုးပေါ့နော်လက်နက်ချအញ្ញခံပြီးမှလမ်းဖြူထောင်ပြီးမှဒါခွင့်ပြုပေးလိုက်လို့ကူးသွားရဆိုတဲ့ကောင်တွေကတော့ဘာမှမပါဘူးပေါ့အဲကြတော့လက်နက်ပါလာပါတယ်ဆိုတဲ့ကောင်တွေစီကနေလက်နက်ကုန်သိန်းတာထိုင်ရအမြဲတမ်းအဲ့လိုပဲလက်နက်မပါဘူးဆိုရင်နှင်ထုတ်တာအဝင်းတော်မခံဘူးဝင်းတော်မခံဘူးပြီးတော့တကယ်လို့ လက်ခံရမယ်ဆိုရင်တော့မှပဲကြာကြာလက်မခံဘူးဟိုနေရာမှာတိဘဘူတိန်းတာလေအသိမ့်မိရနဲ့အခုချက်ချင်းပြန်ပြီးတော့နှစ်ခွန်၅တဲ့ကိုပြန်ပို့တယ်ဟောနော်လက်နဲ့ခရရနေအကုန်သိမ့်မှပြန်ပို့တာအဲ့ဒါကြာဒီကောင်ကလည်းတည့်ရတိုင်းပဲညာခုနလိုပေါ့နော်သူ့တက်အကျိုးမရှိဘူးဆိုရင်မလုပ်ဘူးပြီးတော့ तू ကသူ့တက်ကတော့ရှင်းတယ်လေဒါသူ့ရဲ့ပြောရရင်သူ့နိုင်ငံထဲကိုဝင်လာတဲ့အချိန်မှာလက်နဲ့ခရရနေနဲ့လာရင်ဒါသူ့နိုင်ငံသားတွေရဲ့လုံခြုံရေးအတွက်ဒါ तू စိုးရင်ရအဲ့ဒါကြောင့်မလို့ဒီအကြောင်းပြချက်နဲ့လက်နဲ့ကတော့သိမ့်မှပဲအဲ့တော့ကြမင်းအွန်လိုင်းကမင်းအွန်လိုင်းရဲ့စစ်သားတွေကနှစ်ခါသိမ့်ခံရတယ်တော်လည်းတက်ဖွဲ့လေးစီမှာလည်းသိမ့်ခံရတယ် တိုင်းစီမှာလည်းသွားပြီးတော့အသိခံရတယ်။ဟုတ်ကြတကယ်အချက်မရှိတာပေါ့နော်။သိခါကြတာပေါ့။အဲ့တော့အဲဒီနှစ်ခွ၅ရဲကိုဒီအဖွဲတွေပြန်ပြီးတော့လှုပ်ခံရတယ်။အဲ့ဖွဲတွေပြန်ပြီးတော့ဒါနှစ်ခွ၅ရဲမှာစုဖွဲ့နေရဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီကောင်းကျိုးရောဆိုးကျိုးရောဒါကျွန်တော်ခံမှန်းမိတော့ပေါ့နော်။ကျွန်တော်မြင်သမျှအရာလေးကိုဒါပြည်သူတွေလည်းသိချင်မယ်ထင်လို့အခုလိုမျိုးလေးကျွန်တော်ပြောပြချင်တယ်ပေါ့နော်။အော်တတိယပုံအနေနဲ့ကတော့မြန်မာဒီမိုကရေစီရေးကြိုးပမ်းမှုပေါ်အားပေးမှုအတွက်တောင်ကိုရီးယားရွေးကောက်ခံသမ္မတဤဂျဲမြောင်ကိုကျေးဇူးတင်ကြောင်းမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝလာရှိလကနေပြီးကျေးဇူးတင်ဂုဏ်ပြုသည့်တဝန်လာပေးပို့တဲ့ကြောင်းသိရှိရပါတယ်။ဒါဟာမျိုးသားညွေးဆိုရယာယီသမရဒူဝလာရှိလကနေပြီးတော့ရွေးကောက်ပွဲအနိုင်ရကိုရီးယားသမရနိုင်ငံရဲ့22ချိန်မြောက်သမရအသစ်မစ္စတာအီဂျင်းမြောင်ထံကိုဂုဏ်ပြုဝမ်းမြောက်ကြောင်းတဝန်လာကို2025ဇွန်လ4ရက်နေ့ကပေးပို့တဲ့ကြောင်းသူပါဂုဏ်ပြုတဝန်လာမှာတော့သမရမစ္စတာအီဂျင်းမြောင်ရဲ့အောင်မြင်မှုကိုလေးစားဂုဏ်ပြုပါကြောင်းရွေးချယ်ပေးလိုက်တဲ့ကိုရီးယားပြည်သူများကိုလည်းလေးစားဂုဏ်ပြုပါကြောင်းကိုရီးယားနိုင်ငံရဲ့နိုင်ငံရေးကြက်တဲ့ကာလမှာအောက်ဆောင်ဖြစ်လာတဲ့သမရအီဂျင်းမြောင်ဟာ ကိုရီးယားနိုင်ငံကိုတိုးတက်ခိုင်မောင်ဥဆောင်နိုင်အောင်မကဒီမိုကရေစီလွတ်လပ်ခွင့်နဲ့တရားမျှတမှုများကိုလည်းပေါ်ဆောင်နိုင်လိမ့်မယ်လို့လုံခြုံပါကြောင်းဖော်ပြထားကြောင်းသိရှိရပါတယ်။အဲ့ဒီမှာတော့ကိုရီးယားနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေရဲ့ဒီမိုကရေစီရဲ့ကြိုးပမ်းမှုများပေါ်မှာအားပေးမှုတွေလည်းကျေးဇူးစကားဆိုပါကြောင်းကိုရီးယားရဲ့အောင်မြင်မှုများသည်မြန်မာနိုင်ငံအတွက်မျှော်လင့်အားကြနမူနာယူစီယာများဖြစ်တဲ့ကဲ့သို့ အမျိုးသားညီညွတ်အစိုးရနဲ့မြန်မာပြည်သူများရဲ့ Patriot Democracy တည်ဆောက်ရေးကြိုးပမ်းမှုများကိုလည်းအားပေးထောက်ခံမှုယုံကြည်ပါကြောင်းကိုရီးယားနဲ့မြန်မာနှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုကိုအတွန်းရှည်စွာဆက်လက်တည်တံ့နေမှုစံနှုန်းပြပါကြောင်းစသဖြင့်ဖော်ပြပေးထားတာကိုအားရဝမ်းသာကျေနပ်စွာနဲ့ပြရှိရပါတယ်။ဒါ့အကြည့်ချင်းအပြင်မြန်မာနိုင်ငံရဲ့လက်ရှိလှူရှားနေတဲ့ကိုရီးယားနိုင်ငံလှူရှားမှုတွေကိုသမရအနေနဲ့ဘယ်လိုမျိုးဆက်လက်ပြီးတော့ အောက်ပံ့မှုတွေဆက်လက်ပြီးတော့မှုတွေရှိလာမလဲဆိုတာကတော့ကျွန်တော်စောင့်ဆောင်ကြည့်ရမယ့်နေရာတစ်ခုတော့ဖြစ်ပါတယ်။ဟိုတက်တဲ့ပုံအနေနဲ့ကတော့မြန်မာထိုင်းနယ်ထဲမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဘလယ်ရိုစကန်နဲ့အေဘောဘုစကန်အသက်ယူခဲ့တဲ့ KNLA KNDU PDF ပူပေါင်းတပ်အားပြည်သူများကနေပြီးတော့ကြိုးစုပ်ဂုဏ်ပြုကြတဲ့ဟာလဲတကယ်တည်းတွေ့နေရပါတယ်။ပြီးရင်မြို့သားစုယုံ KNU ဒူပလာယာခိုင်ကော့ဂရိတ်မြို့နယ်မှာရှိတဲ့ဘလယ်ရိုစကန်ကိုမေလ23ရက်နေ့နဲ့အေဘောဘုစကန်ကိုဇွန်လ3ရက်နေ့မှာ KNLA PDF viewer 3နဲ့ ဥပုံတပ်ဖွဲ့များကတိုက်ခိုက်သိမ်းခြင်းဖြစ်ပါတယ်။ပြည်သူအောင်ပွဲဖြစ်အောင်ပွဲရယူကြခြင်းကိုလည်းအော်ပရာကူလောင်တူဘီနွန်ကနေပြီးတော့တရင်နဲ့ပြန်ကြားရတာမှတန်းပင်တပ်ဖွဲ့များနဲ့တူဇွန်လ9ရက်နေ့နေ့လယ်မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲအားလုံးပဲပုံမှန်ပြောင်းကြီးရတော့ဇော်ပွင့်ကိုပြန်လှုပ်ပေးဖို့တောင်းဆိုနေရအောင်တွေ့ရပါတယ်ဇော်ပွင့်တကောင်ကတော့တော်လိုင်းရဲ့ဘက်ကစပီကာတွေရဲ့ဝိုင်းလော်မှုကြောင့်အခုဆိုရင်တော့ဗိုလ်မှုတွေဗိုလ်ချုပ်တွေနဲ့သူတို့ရဲ့ဘက်ရဲ့ညဉ့်ညင်မှုတွေနဲ့တူအဲထဲမှာထောင်းခံနေရဖြစ်ပါတယ် နောက်တစ်ခုနေနဲ့ကတော့သူ့ရဲ့အကောင့်မှာလက်ရှိချိန်မှာဆိုရင်တော့ဇော်ဘုံရဲ့အကောင့်မှာပြန်လည်ပြီးတော့အပြင်မှာ active ဖြစ်နေအောင်တွေ့ရတာဖြစ်တဲ့လူတွေကိုလည်းအံ့ဩဝါကြပါတယ်။ဒါပေမဲ့ဇော်ဘုံမျိုးပဲနဲ့ဇော်ဘုံရဲ့ခေမကနေပြီးကလစ်နေရလို့သိရပါတယ်။ဝင်းခေမကဇော်ဘုံရောင်ဆောင်ပြီးတော့လုပ်နေရဖြစ်တဲ့အတွက်ဒီခေမကလည်းဒီကောင်နဲ့ထဲရမှာလွတ်မှလွတ်ရလားလို့စဉ်းစားစရာနေထားခုပါပဲ။တစ်ခါမှကျွန်တော်နှက်ဆက်ရှာ။နှက်ဆက်ရှာလို့တီးစီးတဲ့များအားလုံးကိုလည်းကျွန်တော်ကဒီလိုခေါ်မယ်။ကိုလိုပဲ။အော်သူလည်းသိချင်ပါပဲလေဆိုတဲ့စိတ်နဲ့ပြန်ပြီး share ရပါရနော်။ခောက်ပါပြီ။ကျွန်တော်ဒီနေ့ပထမဆုံးချက်နေတဲ့ကျွန်တော်လိုမျိုးပဲ online ပေါ်မှာ ကြောဆုံနေရတာဟိုကျွန်တော်ရဲ့ရောင်းရင်းကြီးကိုတယောက်อืมကုသဖို့ဟိဆွဲကန်တီတယ်အားလည်းမှန်ပါလေနော်ဆွဲကန်ပြီဆိုတဲ့ခါကျတော့သူတို့ကတော့ပြပြတတ်တာလေဒါဒီကိစ္စမှာကုသဖို့ဟိဆွဲကန်ရတဲ့ကိစ္စမှာတော့နှစ်ဖက်ကြည့်ရပါဘောနော်နှစ်ဖက်ကြည့်ရမယ်ဆိုတာကဟုတ်တယ်လေဥပဒေအထက်မှာဘယ်သူမှရှိတာမှမဟုတ်တာအဲ့တော့ကုသဖို့ဟိအနေနဲ့လေကုသဖို့ဘက်ပြန်ကြည့်ရင်တော့လည်းမှန်တယ်လို့သူတို့ဘက်ကကြည့်ရင်လည်းမှားတယ်လို့တော့မပြောနိုင်ဘူးပေါ့ဗျာနော် င်္ဂလာညချမ်းမှာကျွန်တော်တို့မြင်လာပါဗျာမြင်လာပါအဲ့တော့နှစ်ဖက်ကြည့်ရမှာပေါ့ကိုဇဘွန်ဟင်းကလည်းအဲသူ့အနေနဲ့ဂယူနာဒေါ်သာလေးတွေပါလာရှိရယ်သူစိတ်ထဲရှိတိုင်းလွတ်လွတ်လပ်လပ်နှလုံးသားလာတဲ့စကားကိုပါဇက်ကထုတ်ပြောတဲ့ပုံကူတယောက်ဖြစ်တယ်ပေါ့နော်ယောသားပွင့်လင်းလုံးခဲ့ပါတယ်အဲ့ဒီတော့ကြောင့်မလို့အဲချို့စကားတွေကစကားဆိုတာပြောမတတ်တဲ့အခါမျိုးတွေမှာငါတို့ကတော့ဘောရင်းတကောင်အထက်ရောက်သွားတာငါမင်းအောင်လိုင်းကိုစိတ်မဲ့ကောင်တကောင်ယောက်သွားသူတွေပါပဲပေါ့ ဆဲတယ်လို့ဖြစ်နေတတ်တယ်လေနော်ဆဲတယ်ဆဲပါတယ်ပြောတယ်ဆဲတယ်ကျွန်တော်သိပါတယ်အဲ့ဒီကြကြောင့်မလို့ကျွန်တော်တို့အဲသူဒါပေမဲ့သူစေတနာမှန်နဲ့စေရင်းစေတနာမှန်နဲ့ပြောနေတဲ့စကားလေးဆိုကျွန်တော်နားလေသိနေတယ်ဗောနော်အဲ့ဒီကြကြောင့်မလို့သူနေနဲ့ဆဲဖာလာဆွဲသွားတယ်ဗောနော်အဲဆဲဖာလာဆွဲပြီးတော့ကျေးရလည်းဖမ်းတာမဟုတ်ကြဆဲဖာဆွဲရဆွဲခါကျတော့နည်းနည်းလေးသူတက်ခီးလန်းလန်းကျန်းနိုင်တယ်ဗောနော်အဲကိုဇော်ဘုံဟင်းဆွဲခံရတယ်လို့နော်ဖမ်းခံရတယ်လို့ ဖန်စီခစ်တာဖန်စီရယ်ပေါ့ဗျာပြောရမလို့ဖန်တာပဲပေါ့နော်ဘာဖြစ်ဖြစ်အဲ့တော့သူဖန်ခံရတယ်လို့နောက်ထပ်ပေါ့နော်ခက်မတင်ရင်ခက်မတင်ရင်ခက်မတင်တလောက်လေအဲဘယ်လိုခေါ်မလဲအခုချိန်မှာအားလုံးပေါ့ပြောဆိုနေတဲ့အားလုံးသတိထားတင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းသတိထားတင်ပါတယ်ပေါ့နော်ကျွန်တော်လည်းကျွန်တော်အမြဲသတိထားပါတယ်တခြားလေးနေကျွန်တော်အကြောင်ကျွန်တော်ဘာကြောင့်မဆဲလဲဆိုလို့ရှိရင်ကျွန်တော်မိကြကိုမောင်းခင်ဗျာစကားပြောတာဆဲတာတခုမှမပါဘူးဘယ်ပါမလဲဖေပါလို့ရှိရင်ကိုစောခွန်ကြီးလိုမျိုးကျွန်တော်ဖမ်းပါမှာပေါ့နော်ဖမ်းလို့ရှိရင်ကျွန်တော်လည်းကြောက်တယ်လေနော်အကြောင်ကိုကျွန်တော်ဆဲတာပါခင်ဗျာနော် ကောမောင်လှည့်လဲလာမယ်နော်တဲ့။ဒီပါလေအဲကောမောင်။ကောင်းကြီးတို့ကသူ့လက်ရမလာဘူး။သူကလေငွေရောက်တယ်နဲ့သူကရင်ဦးဆုံးနှစ်ဖူးကိုဖဏနဲ့ကြိတ်ခံရမှာ။ဒီသူတွေကဝိုင်းချိန်မှာဒီကောင်။ကောင်းပြောထားပြီးသားပါနော်။ကောမောင်ကိုဖမ်းကျင်တဲ့ပါဆိုတဲ့စီချင်းလည်းဖမ်းလို့ရပါတယ်။ဘာကြောင့်လဲဆိုရှင်ဒီနန်းကိုရှောက်ပြီးဆိုတော့ဒီပေါ့နော်။ဒီကျွန်တော်တို့ရှောက်ခဲ့တဲ့လမ်းနဲ့ရှောက်တဲ့လမ်းနဲ့ကျုံဆုံးမြကန်ချမအောင်ရင်ဆိုင်ကိုအသိမဲ့အဲ့တော့ကျွန်တော်ကကျုံမကျုံမဒီရောက်ရင် NASA ကဖမ်းတာလဲဖမ်းမှာပေါ့လေနော်အထုတ်တူ PDF နဲ့ PDF ကလည်းတက်လည်းတက်နိုင်တယ်ပြောမရအောင်အဲ့ဒီအတွက်ကြောင့်မလို့အကဲကြီးများပေါ့နော် PDF အနေနဲ့အဲကျွန်တော်တို့အခုပြောတာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်မတင်တဲ့အတိုင်းရှိလို့ရှိရင်လည်းဒါသဘောပဲပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ကိုလိုနေနေရတော့ရှင်းဆိုင်ရမှာပဲလေအင်းဒီလမ်းကိုလျှောက်တယ်ဒီစကားတွေပြောပြီးဆိုတဲ့ကတော့ကိုတွက်ကန်တရားတွေဘာကန်တရားပဲလာလားကောင်းတာလည်းရှင်းဆိုင်ရမှာပဲဆိုးတာလည်းရှင်းဆိုင်ရမှာပဲဖြစ်တယ်လေနော်ကိုစပိုင်းလည်းလာပြီလေအာမကြားသေးပါဘူးနော်မကြားသေးပါဘူးဘာကြောင့်လဲဆိုတော့အနေအဆုံး အနိုင်ဆုံးကိုယ်စားဘောဟင်းက၃ရက်လောက်တော့ကြာနိုင်တယ်သူရဲ့ကိစ္စလေးတွေကလေဒါအနိုင်ဆုံးနော်ကျန်တာတွေကတော့သူလွတ်လာပြီလွတ်လာပြီဆိုတော့အာကျွန်တော်တော့မကြားသေးဘူးနော် online ပေါ်မှာသူရဲ့ဗီဒီယိုအဟောင်းလေးတစ်ခုကိုတင်ပြီးတော့သူလွတ်လာပါပြီဆိုတော့ပြောနေရတယ်ရောရှိတာပါဗျာနော်ကိုယ်စားဘောဟင်းလွတ်လာပြီဆိုတော့မဟုတ်ဘူးလားအဲဗီဒီယိုဖိုင်တော့တွေ့တယ်အဲဗီဒီယိုဖိုင်ကတော့ကျွန်တော်ကျွန်တော်ကြည့်ရတာပေါ့နော်အဟောင်းဖြစ်နေတာကိုတော့တွေ့ရတာပေါ့နော်အဲဒီတော့ကြောင့်လို့တော့ကျွန်တော်တော့တင်မရသေးပါဘူးနော်ဖိုင်ဝါလာပဲကြားသေးရပါတယ်တီတီပေါ်မှာတွေ့တယ်မင်္ဂလာပါလေ ဲ့တော့ကုံမောင်နေနဲ့မဆဲဘူးဆိုတော့အကြံဖမ်းခံပါဆိုလို့ဘာသူ့ဘာတော့လဲပဲရင်ဆိုင်မှုအသိမှာပဲလို့ပြောချင်ပါတယ်နော်အဲ့တော့အဲတစ်ဖက်ကကြည့်တဲ့ခါကျတော့လည်းတကယ်ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့သိရမှာကျွန်တော်တို့ကိုယ်တိုင်ပေါ့ကျွန်တော်လည်း line ပေါ်မှာပြောဆိုနေသူတရားပဲလीနော်ကျွန်တော်အားလုံးသိရမှာကကျွန်တော်တို့ကိုခင်ဗျားတို့ဘလောက်ကြီးပဲအားပေးနေအားပေးနေပေါ့နော်ကျွန်တော်တို့အားပေးတာအရင်ကိုကျေးဇူးတင်တယ်တချို့ဆိုလို့ရှိရင်အကကြောင့်များများဝင်လာပါလားအဲတချို့ဆိုလို့ရှိရင်ကျွန်တော်ကိုအဲဘယ်လိုခေါင်းလဲအရာရှိသွားလုပ်လိုက်ပါလားမြန်မာပြည်လာခဲ့ပဲပဲမှုပေးမယ်ညာမှုပေးမယ်နော် ဲ့တော့ဘလောက်ကြီးပဲခင်ဗျားတို့အနေနဲ့ကျွန်တော်တို့ကိုချစ်လို့ယုံကြည်လို့ပေါ့နော်အားကိုးလို့ပြောပြော ကျွန်တော်တို့သိရမှာကကျွန်တော်တို့ဒီဟိုဘလော့ကောမ်ဆိုအွန်လိုင်းပေါ်မှာဝေဖန်ထောက်ပြနိုင်တဲ့သူပဲရှိပါလေကျွန်တော်တို့ဘလောက်ကြီးပဲအားပေးနေအားပေးနေကျွန်တော်တို့သိထားမှာကတကယ်အလုပ်ဆောင်ရွက်နေရတဲ့သူဆိုရှင်ကျွန်တော်တို့ကလမ်းဘလော့ကောမ်ရဲ့အရာရှိအရာခံမကဒီမဟုတ်ပါဘူးပေါ့နော်ကျွန်တော်တို့တကယ်တသားလေးတွေကအစလုံခြုံရေးအစကျွန်တော်လေးစားရမှာပါ။ဘာကြောင့်လဲဆိုတော့သူတို့တွေတကယ်သူတို့ကတကယ်ဆောင်ရွက်နေတာပါ။တကယ်ဆောင်ရွက်တကယ်လုပ်နေတဲ့သူတွေကိုကျွန်တော်တို့ကလည်းလေးစားရမှာဖြစ်တယ်။နော်။အဲ့တော့ ကျွန်တော်တို့လက်တွေ့ဘွားလည်းထည့်လိုက်ရင်ကျွန်တော်တို့ဒီလိုအောင်မြင်ကြမှာအောင်မြင်မယ်ဒါမဲ့လည်းကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့ဒီ line ပေါ်မှာပြောဆိုမှုတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့ကြွမ်းကျင်ရာလိမ္မာရာပေါ့ကျွန်တော်တို့ပြောပါရယ်ပေါ့နော်ဟွန်းမင်းတို့အဲ့လိုဒါကြည့်ကြည့်ပြောနေမင်းတို့ကောင်တွေတည်ကြတယ်မင်းတို့ဘာလက်ထဲပဲကြည့်မလားမင်းတို့ဘာလက်ထဲထင်းတော့မင်းတို့ကောင်တွေဇော်ပုံးတွေလွတ်သွားမှာပေါ့ကွာအေးမဟုတ်ဘူးဆိုရင်တော့တော်လိုင်းအဖွဲ့တွေနဲ့တော်လိုင်းပြည်သူတွေရဲ့တစ်ထည့်ရောက်လို့တော့မင်းတို့ကောင်တွေသာသီဆိုတော့တီထားလို့လို့တယ်တင်နန်းနေဖွင့်နေပြီးကြောင်းနေဖွင့်နေတရားပြီးမယ်เนาะအထူးသဖြင့်မြို့သမီးတွေပေါ့เนาะမြို့သမီးတွေတက်တော့မြို့သားတွေတော့ လူငယ်တွေအတွက်တမွေဝန်ကြောင့်ပညာသင်တန်းကြောင့်တွေဖွင့်ပြီးတော့သူ့ရဲ့အဲ့ဒီခဲထဲမှာပြောရတဲ့အကြိုက်ဆုံးချက်ကထမင်းစာလက်မှတ်ထုတ်ပေးမယ်ဆိုတဲ့အကြောင်းလေး။နောက်ခင်ကတော့ထမင်းစာလက်မှတ်လို့တုံးမသွားဘူး။ဒါပေမဲ့ဆိုလိုရင်ကတော့ထမင်းစာလက်မှတ်ပေါ့နော်။ဆိုတော့ခင်ကတော့နင့်ကိုထမင်းစာလက်မှတ်ထုတ်ပေးမှာမဟုတ်ခင်ကနင့်ကိုစံပြစည်းပြပို့မယ်လက်မှတ်ထုတ်ပေးမှာ။ပါတော့မှာအလုပ်ကခွင့်နဲ့ဖန်တီးဖို့တို့အတက်မွေးဝန်ကြောင့်တင်ပေးမယ်၊ပညာတင်ပေးမယ်ပြီးလို့ရှိရင်ပညာတင်ယူတက်မြောက်ပေးကြအောင်လက်မှတ်တွေထုတ်ပေးမယ်။ဒီလိုမျိုးပြောသွားတာကြားရတဲ့အတွက်တော်တော်ကြီးကိုမှ ဟက်ထီပါရယ်ပေါ့နော်ကျွန်တော်ရေဟက်ထီပါပါရယ်နောက်တစ်ခုကကျမတို့ဘူးလက်ဥလာဆွေအပြင်မျိုးပါနေဘူးလက်ဥလာဆွေဥလာဆွေကအဲရေကောက်ပွဲမှာတဲ့ကျွန်တော်ဒါတကယ်လို့သူကရေကောက်ပွဲမှာနိုင်ရဲ့လို့ရှင်သူနှစ်ချက်ကိုဥစားပေးပြီးပြောပါတယ်နံပါတ်၁ကဒပုံနေရဲ့ဌာနချုပ်ကိုအမြင့်လန်တယ်ကျမတို့ကြိုက်တယ်ဘာလို့ဆိုလဲလက်ရှိအချိန်မှာပြည်သူတွေအကောင်းလို့ပြောနေနေတာဘာကြောင့်မလို့ဒပုံနေဌာနချုပ်ကိုတက်မလို့ကမနှိမ်နင်းလာလဲဆိုတော့ပြည်သူတွေအကောင်းလို့မျောနေနေမှာဘုံမာတွေအကောင်းလို့မျောနေနေရပါဒါမှမဟုတ်လက်တခုတီးစားဖို့ကတော့ဒါမှဖြစ်နေတဲ့စကားကိုပြောထားတော့တီတီကြီးနဲ့ကိုထောက်ခံတယ်ဆိုတော့ကအမှုတူတယောက်ကပုဒ်မရာသူတွေးကတော့လက်ရှိအချိန်မှာ လွတ်တော်ကိုအမြန်ဝင်နိုင်ဖို့အတွက်လမ်းကြောင်းကတော့ခင်ရင်မရလို့မလားဘူးလက်ဆိုလားဆိုရင်မရငွေလို့မလားဆိုတာကတော့တွေ့ရတော့မှာဖြစ်ပါတယ်။မေးဖို့နေ။နော်။ဥမာ KIA ဆိုလို့ရှိရင်လည်းတို့ရဲ့လိုင်းစာဌာနချုပ် KIA ဌာနချုပ်ကိုဘာလို့မေးမလန်းတာလဲ။ဘုချုပ်စော်မင်းထွန်းပြောရဲခလုတ်လေးတစ်ချက်နှောက်ယုံမယ်။မှတ်ပုံတင်တင်လေးထားရှိရဲဆိုရင်မပါညာရှိတယ်ဆိုရင်ဘာကြောင့်တပုံဌာနချုပ်ကိုမလုပ်တာလဲဆိုပြီးအမလို့အများဖြစ်နေ။စစ်တိုက်တယ်စစ်တိုက်တယ်စစ်ပွဲစစ်ပွဲဆိုစောက်ရမ်းနေလွယ်နေဟဟဲ့စစ်တိုက်တယ်ဆိုတာအသက်တွေနဲ့ရင်မိတိုက်ကြတာကွာ ။တောင်သားတွေကတနည်းကိုရိတ်ခေါင်းဆုံးကို950နဲ့တိုင်းပြီးတော့အသက်ခံတာဘဝတွေပိတ်ရင်းပြီးတိုက်တာ။မင်းတို့တွေကပြည်သူတွေဆရာပတ်စံနေယူတယ်။ပတ်စံနေအလှခံတယ်။လက်နောက်ဝဲတယ်။ပြည်သူကိုပြန်ပြီးဒုက္ခပေးတယ်။ပြည်သူကိုကာဝန်နေတဲ့တပ်မတော်ကိုပြန်တိုက်တယ်။အဲ့တော့ကမင်းဆိုင်ကလူတိုင်းတိတယ်ဘယ်ဘက်ကရက်တီရမလဲဆို။အဲကြောင့်ကရာဦးခင်ရင်နဲ့ဘူးလဲဦးလာဆိုရဲ့ပြောဆိုမှုတွေနဲ့ပတ်သက်လို့ကျမရဲ့အမြင်လေးကိုတုံ့တက်တင်ပြပေးကျမရဲ့။ဥစွာအင်းနဲ့ကတော့ကြောင်းသားမောင်မလေးကြီးဖြူစင်းလေးတွေဝတ်ပြီးကြောင်းသွားနေတဲ့မြင်ကွင်းလေးတွေမြင်ရတာအသိကူမှတစ်တည်ရှိပါရဲ့ရှင်။အဲကျမဆိုလို့ရှိရင်မနေ့ကပေါ့နော်ကျမရဲ့ဒူမာလေးကိုကြောင်းလိုက်ပို့ရင်းနဲ့ဒီကြောင်းသားမောင် မြမကြောင့်တခြင်းဆိုတာကိုကြည့်ပြီးတော့ခင်တယ်။နော်အဲ့မှာအလုပ်ကင်ခွင့်လန်းနေနဲ့ပတ်သက်လို့ပြောသွားတယ်နော်။အလုပ်ကခွင့်လန်းဆိုအားလုံးကပြောတတ်တယ်။နော်ရှေ့မှာဆိုကျွန်မတမောက်တဲ့ရင်ဆိုကလက်ထက်ကအစီအမံခဲ့တယ်ဘလက်ထက်အစီအမံခဲ့ကျွန်မခဏခဏပြောဘူးလေနော်။ ဘလက်တန်စီမံကိန်းကနေပြတ်သွားတဲ့ခါကြမှာလက်ရှိမှာဆိုလို့ရှိရင်ကလက်တန်မေးပဲဆုံးဆုံးစီမံကိန်းကိုထိုးဝဲထူးစီပွားရေးဆုံးနော်ကချင်မှာဆိုလို့ရှိရင်လည်းထိုင်းချုပ်ကံပိုင်ဒီထူးစီပွားရေးဆုံးလို့အရာဝီမှာဆိုရွှေတုံးအင်အားထူးစီပွားရေးဆုံးအဲ့လိုမျိုးတွေအများကြီးရှိတာပေါ့မြို့သားဘက်ဆုံးဖွင့်လို့တက်တဲ့စီမံကိန်းတွေပေါ့နော်20 20 30 20 50အဲ့ဒီလိုစီမံကိန်းတွေရှိရှိတဲ့ခါကျတော့အလက်တန်ခွင့်လန့်နဲ့ပတ်သက်လို့ပါတီတိုင်းနိုင်ငံရေးသမားတိုင်းကအကောင့်ကြီးပဲလူထုကြိုင်အောင်ပြောတယ်ဒါပေမဲ့ဥက္ကိညပြောဆိုမှုမှာဘာပါလဲဆိုရင်လူငယ်တွေအလက်တန်ခွင့်လန့်ပေါ်စေဖို့အတမွေဝမ်းကြောင်းပညာတွေသင်ကြားဖို့အတွက် တင်တန်းတွေဖွင့်နေပြီးအကြောင်းတွေဖွင့်ပြီးတင်ထားပေးမယ်တဲ့เนาะဟွန်းကျင်းရနေလို့လို့ခေါင်းမရှိတဲ့ကောင်မတွေကိုပဲကောင်တွေကိုပဲဂျင်းထည့်လို့ရလေသူထည့်နေရတောက်လျှောက်ပဲကျင်းရပေါ်ထည့်နေရမယောင်လိုက်ရနေလို့ထည့်နေကျူကျူခုနဲ့မယောင်လိုက်ပေါ့မှုထည့်နေတောက်လျှောက်ကိုခန်းနေရလားသူတကယ်မြို့သမီးတွေပေါ့เนาะမြို့သမီးတွေတဲ့တော့မြို့သားတွေတော့ငွေငယ်တွေအတွက်တမွေးဝမ်းကြောင်းပြညာတင်တန်းကြောင်းတွေဖွင့်ပြီးတော့သူ့ရဲ့အဲ့ဒီထဲထဲမှာသူတို့ရဲ့အကြိုက်ဆုံးချက်ကထမင်းစာလက်မှတ်ထုတ်ပေးမယ်ဆိုတဲ့အကြောင်းလေးဘုခင်ကတော့ထမင်းစာလက်မှတ်လို့တုံးမသွားဘူးဒါပေမဲ့ဆိုလိုရင်းကတော့ထမင်းစာလက်မှတ်ပေါ့နေကိုစံပြစေးကိုပြန်ပို့မယ်လက်မှတ်ထုတ်ပေးမှာ ဆိုတော့ကျမတို့မှာအလုပ်ကခွင့်လန်းဖန်တီးဖို့တို့အသက်မွေးဝမ်းကြောင်းတင်ပေးမယ်ပညာတင်ပေးမယ်ပြီးလို့ရှိရင်ပညာတင်ယူတက်မြောက်ပြီးကြောင်းလက်မှတ်တွေထုတ်ပေးမယ်ဆိုတော့အဲ့ဒီလက်မှတ်တွေကလူငယ်တွေအတွက်ဒါထမင်းစားလက်မှတ်တွေပဲနေတို့ပညာတင်လက်မှတ်ထုတ်ပေးအောင်တို့တော့ဘာပညာမှမတက်လို့တော့အခုလို့မင်းအောင်လိုင်းရဲ့အော်မနေနေရတာကောင်းနေရယူထမင်းစားလက်မှတ်တွေဘဝတဘဝတော့မိမိတဘဝတော့တို့အာမခံချက်ရနိုင်လောက်တဲ့ထမင်းစားလက်မှတ်တွေပေါ့ဒီကကပညာတွေတက်ချင်တာမှလက်မှတ်မရှိတဲ့အတွက်တိုင်ပတ်နေတဲ့ကျမတို့မြန်မာနိုင်ငံမှာလူငယ်တွေတဲ့အလုပ်ကခွင့်လန်းတွေအတွက်အသက်မွေးဝမ်းကြောင်းပညာတွေတင်တဲ့နေပွင့်ပြီးကျောင်းနေဖွင့်ပြီးတင်ပေးမယ်အဲ့ဒီထမင်းစားလက်မှတ်တွေထုတ်ပေးမယ် ီလိုမျိုးပြောသွားတာကြားရတဲ့အတွက်တော်တော်ကြီးကိုမှဟတ်ထီပါရပေါ့နော်ကျွန်တော်ရေဟတ်ထီပါပါရဲ့ဆိုတော့ပါတီတိုင်းပါတီတိုင်းကတော့မလုပ်ပေးမယ်ညာလုပ်ပေးမယ်ပြောတတ်ကြပါတယ်အပြောနဲ့အလုံးနဲ့ညီပါစီလို့ပြောလိုက်ပါတယ်အပြောနဲ့အလုံးညီမညီရအောင်စောင့်ကြည့်အောင်ပါပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဘူးလက်ဥလာဆွေအတကယ်မျိုးပါတီဘူးလက်ဥလာဆွေဥလာဆွေကအဲရေကောက်ပွဲမှာတဲ့ကျွန်တော်ဒါတကယ်လို့သူတို့ရေကောက်ပွဲမှာနိုင်ခဲ့လို့ရှိရင်သူနှစ်ချက်ကိုဦးစားပေးပြီးပြောပါတယ်နံပါတ်၁ကဒပုံနေရဲ့ဌာနချုပ်ကိုအပြစ်လန်တယ်ကျွန်တော်တို့ကြိုက်တယ်ဘာလို့ဆိုတော့လက်ရှိအချိန်မှာတီတူရဲ့အကောင်လို့ပြောနေနေတာဘာကြောင့်မလို့ဒပုံနေဌာနချုပ်ကို တက်မလို့ပါမနှိမ့်နှင်းတာလေဆိုတော့မေးဖို့နေ နော်ဥမာ KIA ဆိုလို့ရှိရင်လည်းတို့ရဲ့လိုင်းစာဌာနချုပ် KIA ဌာနချုပ်ကိုဘာလို့ညီမလန်းတာလဲဘုချုပ်စော်မင်းထွန်းပြောရဲခလုတ်လေးတစ်ချက်နှောက်ယုံမယ်မှတ်ပုံတင်တင်းလေးထားရှိရဲဆိုရင်မပညာရရှိတယ်ဆိုရင်ဘာကြောင့်တပုံဌာနချုပ်ကိုမလုပ်တာလဲဆိုပြီးအမလို့အမများဖြစ်နေလက်ရှိကြောက်ပြူမှာရခိုင်နဲ့နော်တိုက်ပွဲတွေအေးအေးနဲ့တိုက်ပွဲတွေဖြစ်နေဒါဆိုလို့ရှိရင်အေးအေးလေးဌာနချုပ်ကိုဘာလို့မလုပ်တာလဲဆိုရဲအမလို့အမများမချစ်တင်ရဲ့အတန်အေးချေခွဲနေတဲ့တန်နေကြရတယ်ဆိုတော့ဘယ်လိုလဲဆိုပြောဆိုမှုရေကောက်ပွဲအတူနိုင်ရလို့သူ့မှာလုပ်ပိုင်ခွင့်အာဏာရှိခဲ့မယ်ဆိုရင်နံပါတ်1တပုံလေးရဲ့ဌာနချုပ်တွေကိုမြင့်လန့်မယ်နံပါတ်2ကစုံမှုထမ်းဥပဒေအတွက်အင်အားအလုံးချင်းတိုင်းနေချစ်ပြီးရ 路路边买路脚的，哎的，就这二车货怎么用？好了那时候，一看表嘛噶，把低温压噶，单的起不是？嗯。那把低温压单的起不是也？哎的对，这个路一看表噶，不老老熟。那你表的皮鞋表单的起皮皮呀着？有个工嘛，少年水，俺的你也不要让新表子吧，新那新那之类的不？单的起皮皮的工的公路石头太来巴了哈，哈哈，他们让有点让我们路公路石头要不带上，阿嘛，公路不用多痛苦，哈哈。 တော်တော်လောက်အခွင့်အမယ်ကရခဲ့မယ်ဆိုရင်ကျိန်းတေပေါက်ဒီစမှုထမ်းအတွက်အင်အားအလုံးကြီးရအောင်တို့ဆွဲဆောင်နိုင်နေမယ်လို့ကျွန်မယုံကြည်တယ်။နော်ဆိုတော့ဒီတော့ဘူလက်ဥလာစေပြောသလိုဒီနှစ်ချက်ကိုအဓိကထားပြီးတို့လုပ်မယ်။နောက်တစ်ခုကျမ်းမာရေးတွေပညာရေးတွေဒီလျှက်စီမရရှိရေးတွေကတော့နောက်တစ်ဆင့်အတိုင်းအေးချမ်းရင်အေးချမ်းတို့လုပ်သွားမယ်လို့ဒါသူ့ရဲ့လူမှုကွန်ရက်မှာရေးသားလာတာတွေ့ရတယ်။